ကိုသမားအသစ်တစ်ယောက်ထက်ခေါ်အောင်မဲ့ United အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆိုတာနေတင်ဆက်နေပါတယ်။ Manchester United မှာအားအနေဆုံးနေရာတစ်ခုကိုထောက်ပြပါဆိုရင်တော့ကိုသမားနေရာကိုပဲပြရမှာဖြစ်ပါတယ်။ United ကကိုသမားအွန်နာနာအကြောင်းပြုပြီးအားနဲ့နေခဲ့ရသမျှဒီရသည်မှာပြုပြင်ဖို့ကြိုးစားနေပါတယ်။ United ပရိသတ်တွေကအသင်းအတွက်လီးနဲ့အသားကျပြီးသားစီနီယာကိုသမားတစ်ယောက်ထပ်ပြီးခေါ်ယူစေချင်ကြတာပါ။ဒါပေမဲ့ United ကတော့အရေးတို့ဖြစ်ရှင်းမှုထက်ရေရှည်အတွက်ပဲစနေတကျတွေးတောချင်းကန်နေပါတယ်။ နေတကနေရာဒီမှာတော့ငါအက်စတမီလာကိုသမားအီမီလီနိုမာတီနက်စ်နဲ့သတင်းတွေထွက်ခဲ့သေးပေမဲ့တကယ်တမ်းမခေါ်ပြစ်လိုက်ပါဘူးအခုကိုသမားအသက်ချပြီးခေါ်ယူဖို့သတင်းတွေထွက်ပြန်တော့လဲဒီလူကမာတီနက်စ်မဟုတ်ပြန်ပါဘူးမန်ချက်စတာနဲ့တကအသက်16နှစ်အရွယ်ဒါဘီကောင်တီကိုသမားလေးချာလီဟာဒီကိုတက်ပြီးခေါ်ယူနိုင်မှုနီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်လက်ရှိ United ကိုသမားတွေမှာအန်ဒရိုနာနာကတရားဒီငါးထွက်ကစားနေပြီးတော့တွန်ဟီတန်းကလည်းယာဒီကုံရင်စာချုပ်ကုံမှုတပြည့်ပြည့်နီးကပ်လာနေပြီဖြစ်ပါတယ်အဲဒါကြောင့်တရားညီတို့ကနေရာဒီမှာ ဆန်ဒီလမ်မန်စ်ကိုရိုင်ယယ်အယ်ဝတ်ကနေခေါ်ယူခဲ့ပြီးတော့အသင်းကိုအားဖြည့်ခဲ့တာတောင်မှအနာဂတ်အတွက်နောက်တဲ့ကိုယ်သမားအသစ်တယောက်ထပ်ပြီးခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။နိုင်တဲ့စီဝင်စားနေတဲ့ဟာရီဆိုကအင်္ဂလန် U16 လယ်ရွေးစဉ်တယောက်ဖြစ်ပါတယ်။ဟာရီကအခုဆိုရင်တော့ United နဲ့ပြောင်းရွှေ့ပြီးသက်ဖို့ဆုံးသက်ဆင့်ကိုတောင်မှရောက်ရှိနေပြီလို့လည်းသတင်းတွေကဖော်ပြနေကြပါတယ်။ဆယ်ကျော်သက်ကိုယ်သမားလေးကအသက်15နှစ်မှာကလေးက U18 အတွက်စတင်ပွဲဥထွက်ခွင့်ရရှိခဲ့ပြီး အင်္ဂလန်ရဲ့အတောက်ပါဆုံးအနာဂတ်ကစားမတွေတက်ကတယောက်အဖြစ်လဲသတ်မှတ်ခံထားရတာပါ။ ဟာရီကသက်စလီမာတို့က United U18 နဲ့အရှင်မြန်ကစားခဲ့တဲ့ပွဲတုန်းကအရန်ကိုသမားအဖြစ်နဲ့ပါဝင်ခဲ့ပါသေးတယ်။ရတဲ့ကိုသမားနေရာကဇက်တိုက်ဆိုလိုပြောင်းလဲနေပြီးတော့အတင်းမှာရေရှည်ရှိနေနိုင်ပေမဲ့ Academy တွေကိုသမားတွေကလည်းအတင်းကြီးမှာတိုးတက်နေရရလာတာမျိုးမရှိသေးပါဘူး။ Henderson က2021မှာနံပါတ်1ကိုသမားနေရာရလိုက်သေးပြီးမြကြခင်မှာပဲ David De Gea ကပြန်လဲရယူသွားခဲ့ပါတယ်။အဲနောက်ပိုင်း Bay Academy ထွက်ကိုသမားကမှအတင်းကြီးမှာနေရာရလာတာမျိုးမရှိတော့ပါဘူး။ဒီတော့ United မှာ Academy 2လေးကပွဲတော်ကိုယ်သမားအဖြစ်ကာလာရှီချာတာဝန်ယူခဲ့တာမြင်ချင်းရင် ဆယ်စုနှစ်တည်းနောက်ပြန်ပြီးသွားကြည့်မှာပဲရပါတော့မယ်။လက်ရှိကိုယ်သမားတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဝန်နနာက Treasures Ball ကိုအငားထွက်ကစားနေပြီးယာတိကောင်ရင်အတင်းအစ်တင်းကိုပြောင်းရွှေ့ခွင့်ရနိုင်မှုမျှော်လင့်နေပါရီ။တတိယကိုယ်သမား Heaton ကတော့အသက်40ဖြစ်နေပြီမို့အနားယူရတော့မှာပါ။ပြောင်းရွှေ့နောက်ဆုံးရက်မှာအတင်းကိုရောက်လာတဲ့အသက်23နှစ်ရွယ်ကိုယ်သမားလေး Lemons ကတော့နေတဲ့ပရိသတ်တွေမျှော်လင့်နေကြတဲ့ကစားမလေးတစ်ယောက်ဖြစ်ပါရီ။ဒါမတ်စကအတင်းမှာကောင်းကောင်းသားကြောင့်ကြိုးစားနေပြီးတော့လက်ချင်းမှာလည်းထူးချွန်တဲဆိုပေမဲ့ဘွဲချော့ကစားရတာမျိုးတော့ခုထိမလုပ်ရသေးပါဘူး။ ်အမရင်ကလမ်မန်စ်ကပရီးမီးယားလိနဲ့အကျွမ်းတဝင်မဖြစ်သေးဘူးဆိုတဲ့အကြောင်းပြချက်ကိုပေးထားပြီးတော့အက်ဒီဘိုင်တာကိုနံပါတ်၁ကိုသမားအဖြစ်ဆက်လက်ပွဲထွက်ကစားစီပါရီပရိတ်တရီကတော့အိုနာနာနဲ့တိမ်မထူးကြတဲ့ဘိုင်တာအစားလမ်မန်စ်ကို ခွင့်ပေးကြည့်ဖို့အွန်လိုင်းမှာအော်နေကြပါရီဂျာကိုသမားကြီးဆိုရင်တော့ Rutter Big Tech နဲ့ Alit Harrison တို့နှစ်ယောက်စလုံးက EFL မှာအငှားထွက်ကစားနေကြပြီးတော့အတွေ့အကြုံတွေတည်တည်ရှာဖွေနေကြပါရီအဲ့တော့ United မှာလိုအပ်ချက်နေရာကကိုသမားဖြစ်နေပြီးတော့ဟာရီကိုရွေးချယ်လိုက်တာဖြစ်ပါရီ ဟာရီအတွက်အပြောင်းရွှေ့ကမကြခင်မှာပြီးတတ်နိုင်တော်မှာပါအတင်းရဲ့စနစ်မှာထိတ်တန်းလူငယ်ကိုယ်သမားတယောက်ကိုထည့်သွင်းလိုက်နိုင်မယ်ဆိုရင်လူငယ်လေးတိုးတက်လာတဲ့မြောက်ဆီနီယာပွဲမင်းတဲ့ချို့ကိုလည်းတွေ့ကြုံခံစားခွင့်ရရှိလာမှာဖြစ်ပါလိမ့်ညတဲ့ရေရှည်ရှိမှန်ဂိမ်းကပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့နေရာအတွက်တိုက်ပွဲဝင်နေကြရတဲ့အထူးချွန်ဆောင်ကစားမော်ရီရဲ့အတင်းအတင်းဖြစ်တိစားပုံဖော်သွားဖို့ဖြစ်ပါလိမ့်လက်ရှိမှာတော့အင်မော်ရင်ကလမ်မန့်စ်ကိုပဲတိုးတက်လာအောင်ဆက်လက်အယုံဆိုင်ရမှာဖြစ်ပြီးဟာရီကတော့အတင်းကိုရောက်လာပြီးရင်တော့တရားစီဆီနီယာပွဲအတွက်ကစားခွင့်ရရှိမှာလားဆိုတာဆက်လက်ပြီးတော့ဆောင်ကြည့်ရမှာဖြစ်ပါလိမ့်ညာကြည့်ရှုပေးကြတာ 阿楞，啊、我接住点蚂蚁喵。